ဗင်နီဇီယာမြို့ရဲ့ပူးတွဲစစ်ဆင်ရေးကိုကဲမှုဌာနချုပ်တီရှိရာအချက်အချာနေရာရဲ့အပေါ်မှာမနက်3:48မိနစ်အချိန်ညဟာလှည့်စားတလောက်အောင်ကိုတိတ်ဆိတ်ငြိမ်သက်နေခဲ့ပါတယ်။ကျယ်ရီဆုံးလင်းနေတဲ့ကောင်းကင်အောက်ကမြေပြင်မှာတော့ယူကရိန်းစစ်သည်တွေဟာသူတို့ရဲ့နေစဉ်လုပ်ငန်းဆောင်တာတွေကိုလုံဆောင်ရင်းနောက်ထပ်တညတာကိုအေးဆေးစွာဖြတ်တန်းရတော့မယ်လို့ထင်မှတ်နေကြကြမှာပါ။ဒါပေမဲ့အဲ့ဒီတိတ်ဆိတ်မှုဟာကြောက်မက်ဖွယ်မုံတိုင်းမလာခင်ငြိမ်သက်ခြင်းမျိုးဆိုတာကိုတော့သူတို့မသိကြကြပါဘူး။ဘာတရီပေးချက်မှမရှိပဲရုတ်တရက်ဆိုသလိုပဲ မြောက်ကိုရီးယားရဲ့တိုက်ခိုက်ရေး drone တအုပ်ဟာမြေပြင်အထက်ပေ900လောက်ကနေကပ်ပြန်တန်းလာပြီးသူတို့နဲ့အတူ Hassan 14နဲ့ KN23 ဒုံးကျည်တွေကိုပါတယ်ဆောင်လာခဲ့ပါတယ်။ဒါဟာရိုးရိုးကင်းတောက်ပြန်တမ်းမှုမဟုတ်ပါဘူး။တင်မင်းနမန်တွေအုပ်စုလိုက်ခြိတက်လာတာနဲ့တူနေပါတယ်။သူတို့ရဲ့အဓိကပြစ်မှတ်ကတော့ Ukraine ရဲ့စစ်ရေးအုံနောက်လို့တင်စားရမယ့်ဒီကုတ်ကဲမှုဌာနချုပ်ပါပဲ။တပြိုင်တည်းမှာပဲ MiG-21 တိုက်လေယာဉ်တွေဟာအချိန်ပြင်းပြင်းနဲ့ဖြတ်ကျော်ပြန်တမ်းလာပြီး Ukraine ရဲ့ radar sniper တွေကိုနှောက်ယှက်မှုပြစ်လုပ်ဖို့ကြိုးစားပါတော့တယ်။ ရန်သူရဲ့မျက်စိနဲ့နားတွေကိုအရင်ဆုံးဖောက်ခွဲဖျက်ဆီးပြီးမှအဓိကတိုက်ခိုက်မှုကိုစတင်တဲ့စစ်ရေးပရိရဲ့တစ်ခုပေါ့အရာအလုံးဟာစက္ကန့်ပိုင်းအတွင်းမှာပဲဖြစ်ပျက်သွားခဲ့တာပါအဲ့ဒီတိတ်ဆိတ်ငြိမ်သက်နေတဲ့ညဟာချက်ချင်းပဲပောက်ကွဲတံတွေတနက်တံတွေနဲ့အတူငရဲမီတော့တစ်ခုဖြစ်ပြောင်းလဲသွားခဲ့ပြီးယူကရိန်းကိုတခါရင်းနဲ့အပြတ်တိုက်ခိုက်မဲ့စစ်ပွဲကြီးတစ်ခုစတင်နေပြီဖြစ်ကြောင်းကြေညာလိုက်တယ်လို့ပါပဲကိုကဲမှုဌာနချုပ်ကနေပထမဆုံးအချက်ပေးအိုဝေါ်တံတွေထွက်ပေါ်လာပြီး10မိနစ်တောင်မပြည့်သေးခင်မှာပဲဗင်နီဇီယာမြို့ရဲ့ကောင်းငင်တစ်ခုလုံးဟာမီတောင်မီလီယံတွေနဲ့ ပေါက်ကွဲမှုတွေရဲ့ဇက်ခုံတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပါပြီ။အစပိုင်းမှာ drone တွေနဲ့ဒုံးကြီးတွေရဲ့တိုက်ခိုက်မှုဟာအခုတော့အပြည့်အဝစကေးရှိတဲ့လေကြောင်းတိုက်ပွဲကြီးတစ်ခုအဖြစ်ကူးပြောင်းသွားခဲ့ပါတယ်။မြောက်ကိုရီးယားရဲ့ drone တွေဟာသူတို့ရဲ့မူလပုံစံကနေခွဲထွက်ပြီးပစ်ကက်ကားတစ်စီးတစ်စာလောက်ပဲရှိတဲ့အုပ်စုငယ်လေးတွေဓာစင်ပေါင်းများစွာဖြင့်ကွဲထွက်သွားကြပါတယ်။ပြီးတော့ဆယ်မိုင်ပတ်လည်အထိပြန့်နှံ့သွားပြီး Ukraine ရဲ့ radar မြင်ကွင်းကိုရောထွေးသွားအောင်ဖန်တီးလိုက်ပါတယ်။ဒါဟာလေကြောင်းရန်ကာဝေးစနစ်တွေကိုဘယ်ဟာကပြစ်မှတ်အစ်စ်ဘယ်ဟာကအတုရောင်းဆိုပြီးမခွဲထားနိုင်အောင်လုပ်တဲ့ စစ်ပရိရဲတကူပါပဲတစ်ချိန်တည်းမှာပဲ MIG 21တိုက်လေခြင်းတွေဟာပေ2000အမြင့်ကနေအတန်ထက်20နှစ်နီးပါးမြန်တဲ့အချိန်နဲ့ထိုးဆင်းလာပြီး Dark နဲ့ Tall လေကြောင်းကာကွယ်ရေးစနစ်တွေကင်တွင်နေတဲ့စစ်တီတွေရဲ့ radar မျက်နှာပြင်တွေကိုယာယီကမ်းသွားအောင် radar နှောက်ယှက်လှိုင်းတွေနဲ့အဆက်မပြတ်ပြက်ခတ်နေခဲ့ပါတယ်။ဒီအချိန်မှာ Ukraine ရဲ့ MI24 တိုက်ခိုက်ရေးဟဲ့ရင်တွေဟာဌာနချုပ်နဲ့9မိုင်အတွင်းကရှေ့တန်းလေရင်ကွင်းတွေကနေအမှောင်ကိုထိုးခွင်းပြီးအရေးပေါ်ပြန်တက်လာခဲ့ပါတယ်။သူတို့ရဲ့ 23mm ဆက်အမြောက်တွေ ုံးကြီးတောင်းနေနဲ့ပြစ်ခတ်နေပေမဲ့ရန်သူရဲ့ပြစ်မှတ်တွေဟာနေရာနှက်မှာပြန့်ကျဲနေတဲ့အတွက်သူတို့ရဲ့ပြစ်ခတ်နိုင်စွမ်းကိုခွဲခြမ်းသုံးဆွဲနေရပါတယ်။မြေပြင်မှာတော့ Backnet Doll လေချောင်းရန်ကာကွယ်ရေးစနစ်တွေဟာရန်သူပြစ်မှတ်တွေကိုချက်ချင်း lock on လုပ်ပြီးအတန်ထက်မြန်တဲ့ဂျားဖြတ်ဟန်တာရေးဒုံးကြီးတွေကိုကောင်းငင်ရန်စီအဆက်မပြတ်ပြစ်လွှတ်လိုက်ပါတယ်။ကောင်းငင်မှာဒုံးကြီးလမ်းကြောင်းတွေဟာပင့်ကူအိမ်လိုရှုပ်ထွေးနေပြီးပောက်ကွဲမှုတွေဟာဇက်တိုက်ဆိုသလိုဖြစ်ပေါ်နေခဲ့ပါတယ်။ Hassan 14နဲ့ KN23 ဒုံးကြီးချို့ဟာသူတို့ရဲ့ပြန်တန်းလမ်းကြောင်းအလယ်မှာပဲပောက်ကွဲသွားပြီး မီးလောင်နေတဲ့အပိုင်းအစတွေဟာလေကွင်းတွေပေါ်ကိုကျကုန်ပါလေ။ဒါပေမဲ့ဒီလောက်တင်းကျပ်တဲ့ကာဝေးကြားကနေ KN23 ဒုံးကြီးအချို့ဟာထုတ်ဖောက်ထွင်းဝင်ရောက်လာနိုင်ခဲ့ပါလေ။နှစင်းဟာဌာနချုပ်ရဲ့ပြင်ပကရင်ရနာကွင်းတွေကိုထိုးကျသွားပြီးတန်ကြပ်ကခြင်းအကာအကွယ်တွေကိုစုပ်ပြတ်တက်သွားစေခဲ့ပါလေ။နောက်တစ်စင်းကတော့လောင်သာစီတူလောင်ကန်တွေရှိတဲ့နေရာမှာပေ၄၀လောက်ကျဲတဲ့ဂျိုင်းခွက်ကြီးတစ်ခုကိုဖြစ်ပေါ်စေခဲ့ပါလေ။ကောင်းကင်မှာပောက်ကွဲသံတွေတောင်မတိတ်သေးခင်မှာပဲဒုံးကြီးတိုက်ခိုက်မှုတွေကြောင့်ဖြစ်ပေါ်လာတဲ့မီဂိုတွေနဲ့ဖုံဖုံတွေရဲ့အကွယ်မှာ ဒုတိယမြောက်ချိန်ချောင်းမှုတစ်ခုကမြေပြင်ပေါ်မှာစတင်လာခဲ့ပါတယ်။ဗင်နီဇီးယားပူတက်ဆစ်စင်ရေးကုတ်ကဲမှုဌာနချုပ်နဲ့တမိုင်လောက်ပဲကွာဝေးတဲ့တစ်တော်ရီတဲကနေ T62 တင်ကားတွေဟာတကြိမ်ကြိမ်မြည်ဟီးသံတွေနဲ့အတူထွက်ပေါ်လာခဲ့ပါတယ်။သူတို့ရဲ့ဘေးမှာတော့ခြေရာကန်ဘိန်းတက်ထားတဲ့ဆက်တနက်တင်ဆက်ရုပ်တွေဟာကြောက်စရာကောင်းလောက်အောင်တိကျတဲ့လှုပ်ရှားမှုတွေနဲ့လိုက်ပါလာကြပါတယ်။အပေါ်မှာတော့အသက်ရှင်ကျန်ရစ်တဲ့မြောက်ကိုရီးယား drone တွေဟာပေတထောင်အမြင့်မှာဝဲပြန်နေရင်မြေပြင်တပ်ဖွဲ့တွေစီကိုဌာနချုပ်ရဲ့အပြင်စီးကိုကာကွယ်ထားတဲ့မိုင်းကွင်းတွေရဲ့အားနည်းတဲ့နေရာတွေကိုရှာဖွေထောက်ပြပြီး မြေပြင်တပ်ဖွဲ့တွေအတွက်လမ်းညွှန်ပေးနေပါတယ်။မင်းနေနိုင်ငံတွင်းမှာပဲပထမဆုံးစစ်တပ်ပစ်ခတ်မှုတွေစတင်လာခဲ့ပါတယ်။မိုင်းတွေဟာဌာနချုပ်စီချင်းကပ်လာတဲ့လမ်းတွေတချို့မှာပေါက်ကွဲသွားပြီးမြဲ MiG-21 တိုက်လေယာဉ်တွေရဲ့ရေဒါနှောက်ယှက်စနစ်တွေကြောင့်ယူကရိန်းရဲ့မိုင်းခွဲစနစ်တချို့အလုံးမလုံးတော့ပါဘူး။ဒါဟာမြောက်ကိုရီးယားရဲ့တန်ကြပ်ကာတပ်ဖွဲ့တွေကိုပိုပြီးနှိကက်အောင်ချင်းကပ်လာနိုင်စေခဲ့ပါတယ်။ဒီအချိန်မှာပဲဌာနချုပ်ရဲ့ကာဝယ်ထားတဲ့ကားကိုတောင်တွေကနေယူကရိန်းရဲ့ Rosomak တန်ကြပ်ကာတင်ရင်တွေဟာဟိတ်ဟောက်တန်တွေနဲ့အတူထွက်လာကြပါတယ်။ရင်းရဲ့ဗေဒကားတွေပွင့်သွားပြီး စစ်သည်တွေဟာပခုံးထမ်းတင့်ကားဖြတ်ဒုံးကြီးတွေကိုလွှဲပြီးအပြင်ကိုခုံထွက်လာကြပါတယ်။တိုက်ပွဲဟာလင်းမြန်သွားပဲအဆောက်အဦတွေကအခက်အခဲချင်းစီကိုတင်ပတ်ရတဲ့ရက်ဆက်ကြမ်းကြုတ်တဲ့တိုက်ပွဲဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။တချိန်ကလောင်သာဒီနဲ့ကေဘယ်ကျိုးတွေတဲဆောင်ခဲ့တဲ့မြေအောက်ဝင်ဆောင်မှုဥမင်လှိုင်ခေါင်းတွေဟာအခုတော့နှစ်ဖက်စလုံးအတွက်တပ်ကွင်းတွေဖြစ်လာခဲ့ပါတယ်။ဌာနချုပ်ရဲ့မြေပုံကိုအလွတ်ရနေတဲ့ယူကရိန်းစစ်သည်တွေဟာ၄ရောက်တစ်ဖွဲ့မီထိန်အကာအကွယ်ပေးစနစ်နဲ့ရွေ့ရှာပြီး T62 တင်ကားတွေကိုလက်လုံပုံးနေတဲ့ချောင်းမြောင်းတိုက်ခိုက်ကြပါတယ်။ မြောက်ကိုရီးယားရဲ့တပ်သားတွေကတော့သူတို့ရဲ့စစ်တပ်နဲ့ပြောင်းနေကိုလှည့်ပတ်ပြီးတမ်မနီတကားတွေနောက်ွယ်ကယူကရိန်းစစ်သည်တွေကိုမရက်မနာပစ်ခတ်ပြီးတုံ့ပြန်ခဲ့ပါတယ်။မနက်၄:၅မိနစ်ထိလုံခြုံနေသေးတဲ့ကိုတောင်တကားတစ်ခုဟာ၄:၁၂မိနစ်မှာဖောက်ခွဲခံရပြီး၄:၂၀မှာတော့အပြက်စီးတွေနဲ့ပြန်ပိတ်ဆို့ပြီးခံစစ်ပြန်ဆင်ထားတာမျိုးတွေဖြစ်ပေါ်နေခဲ့ပါတယ်။တပ်ဖက်စလုံးဟာဒရုန်းတွေကရတဲ့အချက်လက်တွေနဲ့ဥဆောင်ရေဒီယိုတွေကိုသုံးပြီးသူတို့ရဲ့တပ်ဖွဲ့တွေကိုပြုပြင်ရေးဥမင်တွေနဲ့ရင်ရနာခန့်တွေကနေတဆင့်အချိန်နဲ့တပြင်းကြီးလမ်းကြောင်းပြောင်းစေခိုင်းနေကြပါတယ်။ အလင်းရောင်ဟာဌာနချုပ်ရဲ့ပုံသုံးကအန်တနာရီကိုလာရောက်ထိတွေ့ချိန်မှာတော့အောက်ထပ်တွေမှာဖြစ်ပွားနေတဲ့တိုက်ပွဲဟာဘသူကပိုပြီးခံနိုင်ရည်ရှိတယ်လဲဆိုတာကိုစမ်းသပ်နေတဲ့ပင်ပန်းကြီးသွားသောတိုက်ပွဲတစ်ခုဖြစ်နေခဲ့ပါပြီ။အာယုံတက်ခန့်ဒီချိန်မှာမြေအောက်ကတိုက်ပွဲဟာရက်ဆက်ကြမ်းကြုတ်တဲ့တရေအနေထားကိုရောက်ရှိနေခဲ့ပါတယ်။မြောက်ကိုရီးယားရဲ့ D62 တင်ကားတွေဟာတဝက်တစ်ပြက်ပြိုကျနေတဲ့မြေအောက်ခန်းတွေထဲမှာပိတ်မိနေပြီးယူကရိန်းရဲ့မယမနာတံပြန်ပစ်ခတ်မှုတွေအောက်မှာအားလျော်လာခဲ့ပါတယ်။အပေါ်က drone တွေကလည်းမြေပြင်ထိုးစစ်ရဲ့ကြာရှုံးမှုကိုအချက်ပြလာပါတယ်။ စိတ်ပြတ်မှုတွေဟာတိုက်ပွဲကိုနောက်တစ်ဆင့်မြင့်တင်ဖို့လှုံ့ဆော်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။မနက်4:43မိနစ်မှာတော့ဌာနချုပ်ရဲ့အရှိမြောက်ဘက်မိုင်60နီးပါးကွာမှာပုံအောင်ထားတဲ့မြောက်ကိုရီးယားရဲ့ဒုံးကျည်ပစ်လွှတ်ရေးစခန်းတွေဟာ Hassan 14ဒုံးကျည်တပုတ်ကိုစနစ်တကျပစ်လွှတ်လိုက်ပါတယ်။အဲ့ဒီအကွာဝေးပစ်ဒုံးကျည်တွေဟာအမြင့်25မိုင်ထိတက်သွားပြီးမှ Venezia C UTV ကိုင်းစင်းလာခဲ့ပါတယ်။ဒုံးကျည်တစ်စီးချင်းစီမှာစက်မှုစုံတစ်ခုလုံးကိုပြက်ပြက်ဝှက်သွားစေနိုင်တဲ့ပြင်းထန်တဲ့ပေါက်ကွဲကျတဲ့ပစ်စည်းတွေတည်ဆောင်လာပြီးအချိန်ကြိုက်စီစဉ်ပစ်လွှတ်လိုက်တဲ့အတွက် ဂျားဖြတ်ဟန်တာရေးစနစ်တွေကိုအသုံးမဝင်ဖြစ်သွားအောင်ရည်ရွယ်ထားတာပါယူကရိန်းရဲ့ရေဒါအော်ပရေတာတွေဟာစက္ကန့်ပိုင်းအတွင်းမှာပဲဒီပစ်လွတ်မှုတွေကိုဖမ်းမိခဲ့ပါတယ် Dark နဲ့ Doll Lega စနစ်တွေဟာပြစ်မှတ်ချက်လက်တွေကိုမြို့ပတ်လယ်15မိုင်ကွာမှာဖြန့်ကျက်ထားတဲ့ Villa ဒုံးကျည်စနစ်တွေနဲ့ရွေရှားမြောက်တပ်ဖွဲ့တွေစီကိုချက်ချင်းလွှဲပြောင်းပေးလိုက်ပါတယ်ခဏကြာမှာပဲတံပြန်ပြစ်ခတ်တဲ့ဒုံးကျည်တွေဟာကောင်းငင်စီကိုထိုးတက်သွားပါတယ်အရင်တိုက်ပွဲကလေးကကောင်းငင်မှာရှိနေပြီးသား MI24 ရဟတ်ဂျင်တွေဟာလမ်းကြောင်းအစ်စ်တွေကိုပြစ်ခတ်မှုနဲ့ ိကြတဲ့တိုက်ခိုက်မှုတွေအတွက်အနီအောက်ရောင်ကြီးပစ်မှတ်ရှာဖွေရေးကိုကူညီဖို့အတွက်အလှည့်အမြန်ကြွေဝိုက်ပြန်တန်းကြပါတယ်။ဟာဆန်ဖိုဒင်းဒုံးကြီးတော်တော်များများဟာပေလေးတောင်မြင့်မှာပဲတစားစီကွဲထွက်သွားပြီးအန်ရယ်မရှိတဲ့အပိုင်းအစတွေဟာလဲခွင်းတွေကိုထိုးကျသွားခဲ့ပါတယ်။ဒါပေမဲ့ဒီကြားထဲကနေအနှဲငယ်ဟာဖောက်ထွင်းဝင်ရောက်လာနိုင်ခဲ့ပါတယ်။တစင်းဟာဌာနချုပ်ရဲ့နောက်ပတ်နှစ်မိုင်ကွာကထောက်ပံ့ရေးခြံဝင်းတွေကိုထိုးကျသွားပြီးလောင်စာစီနဲ့ကြည်စံတူလောင်ယုံတွေမှာဆင်ကဲပောက်ကွဲမှုတွေကိုဖြစ်ပွားစေခဲ့ပါတယ်။ နောက်တစ်စင်းကတော့မြစ်ထားလန်းတစ်ခုပေါ်မှာပေ90လောက်ကျတဲ့ဂျိုင်းခွက်ကြီးတစ်ခုကိုဖြစ်ပေါ်စေပြီးတန်လန်းတွေကိုလိန်ကောက်သွားစေခဲ့ပါတယ်။မနက်9:15မိနစ်မှာတော့ဗီနီဇီယာမျိုးရဲ့ကောင်းငင်ဟာဖြတ်သွားဖြတ်လာဒုံးကြီးအမိရန်းနေနဲ့ပြည့်နှံ့နေတဲ့သုံးပတ်မြင်စစ်တူရင်ကစားပွဲကြီးတစ်ခုလိုဖြစ်နေခဲ့ပါပြီ။မြောက်ကိုရီးယားဟာယူကရိန်းရဲ့ကုတ်ကဲမှုစနစ်ကိုတစ်ချက်တည်းနဲ့အပြတ်ချေမှုမှုမျှော်လင့်ပြီးစမ်းသပ်တိုက်ခိုက်မှုတွေကနေဒေသတစ်ခုလုံးကိုလွှမ်းခြုံနိုင်တဲ့လက်နက်အင်အားကိုပြောင်းလဲအသုံးပြုခဲ့တာပါ။ဒါပေမဲ့ယူကရိန်းကာဝေးတပ်ဖွဲ့တွေကတော့အလွှာလိုက်ကာဝေးစနစ်တွေနဲ့ လှင်မြန်တဲ့ digital လမ်းကြောင်းပြောင်းလဲမှုတွေကိုအသုံးချပြီးမချိုးဖြတ်နိုင်တဲ့ဒိုင်းလွှာတစ်ခုအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။တေလူမျိုးပါတံပြန်တိုက်ခိုက်မှုတစ်ခုကနေစတင်ခဲ့တဲ့ရာဟာအခုတော့ယူကရိန်းရဲ့စင်စက်မပြတ်အဝေးပစ်ဖိအားအောက်မှာတိုက်ခိုက်နိုင်စွမ်းနဲ့ညှိနှိုင်းဆောင်ရွက်နိုင်စွမ်းကိုတက်သေးပြတဲ့စမ်းသပ်ကွင်းတစ်ခုဖြစ်လာခဲ့ပါတယ်။အဝေးပစ်တုံးကြီးတိုက်ပွဲရဲ့တုံခါမှုလိုင်းတွေမပြောက်ွယ်သေးခင်မှာပဲယူကရိန်းရဲ့ကုတ်ကဲရေးမှုတွေဟာခံစစ်တပ်ကနေညှိနှိုင်းဆောင်ရွက်မှုအပြည့်နဲ့တံပြန်ထိုးစစ်တစ်ခုစီကိုပြောင်းလိုက်ပါပြီ။ လွန်ခဲ့တဲ့တနားကဗီလာတံပြန်ပြစ်ခတ်မှုတွေကနေရတဲ့အချက်လက်တွေဟာမြောက်ကိုရီးယားရဲ့ပြစ်ခတ်ရေးစခန်းအတော်များများကိုဖော်ထုတ်ပေးခဲ့ပြီးဒရုန်းတွေကနေရတဲ့ပုံရိပ်သစ်တွေကလည်းသူတို့ရဲ့ရှေ့တန်းတပ်တွေမှာဟာကွက်တွေပေါ်လာနေတာကိုအတည်ပြုပေးခဲ့ပါတယ်။ဒါဟာပြင်းပြင်းထန်ထန်ပြန်လည်တိုက်ခိုက်ဖို့အကောင်းဆုံးအချိန်ပါပဲ။မနက်9:28မိနစ်မှာ MI24 တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ရိုဆိုမတ်တန်ချက်ကာတင်ယာဉ်တွေရဲ့ထိုးစစ်ဦးနှစ်ခုဟာဌာနချုပ်နဲ့၃မိုင်လောက်အကွာကခန်တက်စခန်းတွေကနေအချိန်ပြင်းပြင်းနဲ့ထွက်လာခဲ့ပါတယ်။ မြေပြင်အထက်ပေ300လောက်ကနေကပ်ပြန်တန်းရင် MI24 တွေဟာစုတ်ခွာနေတဲ့ T62 တင်ကားတွေနဲ့သူတို့ရဲ့ရွေးရှားမြောက်တပ်ဖွဲ့တွေကိုပြက်ခတ်ဖို့ကြယ်ပြန့်တဲ့စဝိုင်းပုံစံနဲ့ပြန်တန်းကြပါတယ်။မြေပြင်မှာတော့ Rosso Mac ရင်တန်းတွေဟာညက်တိုက်စစ်နီးပြူဟာနဲ့ရှေ့တိုးလာပြီးဂျင်းတန်းတစ်ဖက်တစ်ချက်စီမှာပခုံးထန်းတင်ကားဖြတ်ဒုံးကြီးတွေနဲ့ Stagnar P ဒုံးကြီးတွေတက်ဆင်ထားတဲ့ခြေလင်းတပ်သားတွေကအကာအကွယ်ပေးလိုက်ပါလာခဲ့ပါတယ်။အပေါ်မှာတော့ကင်းထောက် drone တွေဟာစက္ကန့်အနည်းငယ်တိုင်းမှာ GPS တင်နီယာတွေကို backnet dos နှစ်တွေစီကိုတိုက်ရိုက်ပို့လွှတ်ပေးနေခဲ့ပါတယ်။ဒီအချက်လက်တွေရဲ့လမ်းညွှန်မှုနဲ့ Ukraine လေကြောင်းရန်ကာဝေးတပ်ဖွဲ့တွေဟာကြံရှိနေတဲ့ Hassan 14နဲ့ KN23 တုံးကြီးတွေကိုအမြင့်မတက်နိုင်ခင်မှာပဲတိကျတဲ့ဂျားဖြတ် Hunter ရေးတုံးကြီးတွေနဲ့ပြစ်ချနိုင်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲရွေးရှား electronic စစ်ဆင်ရေး truck ကားတွေဟာ9မိုင်ပတ်လည်အထိဖြန့်ကျက်ပြီးရန်သူရဲ့ဂျိန်နှုံးတွေကိုနှောက်ယှက်ကမြောက်ကိုရီးယားတပ်သားနဲ့သူတို့ရဲ့ waiting operator တွေကြားကလျှို့ဝှက်ကုတ်သုံးဆက်သွယ်ရေးလိုင်းတွေကိုဖြတ်တောက်လိုက်ပါတယ်။သူတို့ရဲ့ကိုယ်ကဲမှုကွင်းရက်တွေပြတ်တောက်သွားတာနဲ့အတူ ကြံရှိနေတဲ့ drone တွေဟာ Rosamat ရင်နှန်းတွေစီကိုအသေးခံတိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့ 30mm အမြောက်တွေရဲ့ပြက်ကတ်မှုကြောင့်ပြစ်ချခံလိုက်ရတယ်လို့ MI24 တွေကလည်းဖြန့်ကျက်လိုက်တဲ့အပူလှည်စားမီးကြီးတိမ်တိုက်တွေကြောင့်လည်းလမ်းလွဲသွားခဲ့ကြပါဗျ။မနက်6:05မိနစ်မှာတော့တံပြန်ထိုးစစ်ဟာစစ်မြေပုံကိုလုံးဝပြောင်းပြောင်းပြန်လှန်လိုက်ပါပြီ။ရန်သူတန်ကြပ်ကတပ်ဖွဲ့တွေဟာတီးကြပြန့်ကျဲနေပြီးသူတို့ရဲ့တပ်သားတွေဟာလည်းအရှင်ဖမ်းပြီးခံလိုက်ရပါပြီ။ယူကရိန်းတပ်ဖွဲ့တွေဟာဖျော်ဖျဲဖြစ်နေတဲ့ရန်သူတပ်တွေကိုဝိုင်းပတ်ပြီးတင်းကျပ်စွာပိတ်ဆို့လိုက်ပါတယ်။ ဒါဟာမြောက်ကိုရီးယားတို့ဖျက်ဆီးဖို့ကြိုးစားခဲ့တဲ့ညှိနှိုင်းဆောင်ရွက်နိုင်စွမ်းကပဲသူတို့ကိုအဆုံးဖြတ်ပေးတဲ့ဗျောင်းမြန်တိုက်စစ်တစ်ခုကိုအစပြိုးပေးခဲ့ကြောင်းသက်သေပြလိုက်တာပါပဲ။မယမနာခံစစ်ဆင်ခဲ့ရတဲ့ညတညကနေစတင်ခဲ့တဲ့အရာဟာအခုတော့စနစ်ကြပြီးပြင်းထန်တဲ့ရှေ့တန်းထိုးစစ်တစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပြီးနောက်ဆုံးပိတ်ဆို့မှုအတွက်လမ်းခင်းပေးလိုက်ပါပြီ။ယူကရိန်းရဲ့ညတိုက်စစ်ကနေရရှိလာတဲ့ရှိန်ဟွန်ဟာညနေပိုင်းထိဆက်လက်တည်ရှိနေခဲ့ပြီးကိုယ်ကယ်ရေးမှုတွေဟာစစ်မြေပြင်ကိုအပိသက်ပိတ်ဆို့ဖို့နောက်ဆုံးတိုက်ခိုက်မှုတစ်ခုအတွက်ပြင်ဆင်နေခဲ့ကြပါဗျ။ မြောက်ကိုရီးယားရဲ့တန်ကြပ်ကတပ်ဖွဲ့တွေဟာပြန်ကျင်းနေတဲ့အစုအဖွဲ့ငယ်လေးတွေဖြစ်ကွဲထွက်သွားပြီးသူတို့ရဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေလည်းပြတ်တောက်သွားပြီးဖြစ်တဲ့အတွက်ဂျိုလူကင်းတော့တွေဟာကြံရှိနေတဲ့ဒုံးကျည်ပြစ်လို့ရေးစခန်းတွေနဲ့ပုံအောင်ထားတဲ့အမြောက်တပ်နေရာတွေကို25မိုင်ပတ်လည်အတွင်းမှာတိတိကျကျရှာဖွေနိုင်ခဲ့ပါတယ်။ဒါဟာတံပြန်ထိုးစစ်ကစတင်ခဲ့တဲ့အရာကိုအဆုံးသတ်ဖို့အချိန်တန်ပြီးဖြစ်ကြောင်းပြသနေပါတယ်။ည9:42မိနစ်မှာဗီနီဇီယာမြို့ရဲ့ကောင်းငင်ဟာဗီလာဒုံးကျည်တွေကနေတစ်ချိန်တည်းမှာပြစ်လွှတ်လိုက်တဲ့ဒုံးကျည်လိုင်းတွေကြောင့်ထိန်လင်းသွားခဲ့ပါတယ်။ ဒုံကြီးတတုတ်ချင်းစီဟာပေ2000ကျော်အမြင့်ကိုတက်သွားပြီးမှကြိုတင်ပြီးတော့ program ထည့်သွင်းထားတဲ့ Tinia Racing ကိုထိုးစင်းသွားခဲ့ပါတယ်။ပောက်ကွဲမှုတွေဟာသိရှိထားတဲ့ပြစ်လွတ်ရေးစခန်းတွေနဲ့မြင်းမြုပ်လောင်သာစီတူလောင်ယုံတွေတခြားမှာဇက်တိုက်ဖြစ်ပေါ်ခဲ့ပြီးပေ60ကျဲတဲ့ဂျိုင်းခွက်ကြီးတွေနဲ့ပေရာပေါင်းများစွာမြင့်တဲ့မီးလုံးကြီးတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။မိုးချိန်တန်လိုပောက်ကွဲတဲ့နေဟာဂျိုင်းဝမ်တခြားမှာပဲ့တင်ထပ်သွားပြီးမြောက်ကိုရီးယားရဲ့အဝေးပြစ်တိုက်ခိုက်နိုင်သောဟာပြတ်သုံးသွားပြီဖြစ်ကြောင်းကြေညာလိုက်သလိုပါပဲ။ဒုံကြီးတွေတိုက်ခိုက်နေချိန်မှာပဲယူကရိန်းရဲ့ MI24 ရဟတ်ယာဉ်တွေဟာ တစ်ပင်ထိတ်တွေနားကနေကပ်ပြန်တမ်းပြီးရိုဆိုမက်တန်ကြပ်ကာရှင်တွေနဲ့ခြေလျင်တက်ဖွဲ့တွေကိုအပြက်စီးတွေရှိရာနေရာကိုအကာအဝယ်ပေးရင်ပြန်တမ်းနေခဲ့ပါတယ်။သူတို့ရဲ့တာဝန်ကတော့ပြစ်လွှတ်ရေးစခန်းတွေကိုသိမ်းပိုက်အသက်ရှင်ကျန်ရဲသူတွေကိုဖမ်းဆီးပြီးနောက်ဆုံးချိန်မှာထွက်ပြေးလွတ်မြောက်ဖို့ကြိုးစားမှုတွေကိုပိတ်ဆို့ဖို့ပါပဲ။ဒီရောနှောတက်ဖွဲ့တွေဟာတကွက်ချင်းစီရှင်းလင်းပြီးခံတက်လို့ပြစ်လွှတ်ထားတဲ့လေရင်ယုံတွေကိုတိုးလောင်ယုံတွေကို ထိုးဖောက်ဝင်ရောက်ခဲ့ကြပါတယ်။မြောက်ကိုရီးယားရဲ့ခုခံမှုဟာပြန့်ကျဲပြီးဖီအိုဖီအဖြစ်နေခဲ့ပါတယ်။ MIG 21တိုက်လေယာဉ်တွေဟာပေ1500အမြင့်ကနေရန်ဖန်ရန်ခါဘုံကျဲတိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့ Buck နဲ့ Dodge ဂျားဖြတ် Hunter ရဲ့ဒုံးကြီးတွေရဲ့တိကျတဲ့ပြစ်ခတ်မှုကြောင့်လေပိုင်နက်ကိုလုံးဝထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ထောက်ပံ့ရေးနဲ့အချိန်နဲ့တပြေးညီလမ်းညွှန်မှုတွေကနေပြတ်တောက်သွားတဲ့ D62 တင်ကားမောင်းသူတွေဟာသူတို့ရဲ့ရင်တွေကိုမြောင်းတွေထဲမှာစွန့်ပစ်ခဲ့ကြပြီးကြံရှိနေတဲ့ဒရုန်းတွေကလည်းဆက်သွယ်မှုပြတ်တောက်ပြီးမြေပြင်ပေါ်ကိုထိုးချသွားခဲ့ကြပါတယ်။ ည9:00နာရီမှာတော့ယူကရိန်းတပ်ဖွဲ့တွေဟာနောက်ဆုံးကြံရှိနေတဲ့ရန်သူခံစစ်စခန်းတွေပတ်လည်မှာ9မိုင်လောက်ကျတဲ့တန်တရုံတင်းတစ်ခုကိုတင်းကျပ်စွာပိတ်ဆို့ထားနိုင်ခဲ့ပါပြီ။ကိုကေးမှုတွေဟာရှင်မြင့်ထိုးစစ်ကနေထိန်းချုပ်ထားတဲ့ပိတ်ဆို့မှုပုံစံကိုပြောင်းလဲခဲ့ပြီးအနီးအနားကအရက်သားတွေကိုဘေးလွတ်ရာကိုပို့ဆောင်ပေးရင်ဖြက်စည်းရေးဖွဲ့တွေကကြံရှိနေတဲ့ဒုံးကျည်လောင်စာတွေကိုရှင်းလင်းနေခဲ့ပါတယ်။ခန်းစစ်တပ်ကနေစတင်ခဲ့တဲ့အရာဟာစနစ်ကျတဲ့အပိသက်တိုက်ခိုက်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။ဒုံးကျည်ပြစ်လို့ရေးစကန်တွေဟာဂျိုင်းကောက်တွေဖြစ်သွား ရန်သူတပ်သားတွေဟာဖမ်းဆီးခံလိုက်ရပြီးရှေ့တန်းမြောက်တပ်တွေကလည်းတိတ်ဆိတ်သွားခြင်းမှာယူကရိန်းဟာမြောက်ကိုရီးယားရဲ့စစ်စင်ရေးတပ်ဖွဲ့ကိုရှိနေသွားစေမဲ့အဆုံးဖြတ်ထိုးနှက်ချက်ကိုပေးနိုင်ခဲ့ပြီးစစ်ရေးအသာစီကိုလုံးဝရယူနိုင်ခဲ့ပါပြီ။အာယုံတက်ချိန်မှာတော့စစ်မေပြင်းဟာတင်းကျပ်စွာပိတ်ဆို့ခံထားရပြီးတိတ်ဆိတ်ငြိမ်သက်နေခဲ့ပါတယ်။ယူကရိန်းရဲ့ drone တွေနဲ့မြောက်တပ်တွေဟာကြံရှိနေတဲ့ထွက်ပြေးလမ်းကြောင်းတွေကိုပိတ်ဆို့ထားဖို့တရားတွေကိုဖြိုချလမ်းတွေကိုဖျက်ဆီးနေခဲ့ပါတယ်။ပြန့်ကျဲနေတဲ့ D62 တင်ကားတွေဟာလွင်မြင်တွေစီကိုထိုးဖောက်ဖို့ကြိုးစားပေမဲ့ မော်တာကြီးတွေရဲ့တိကျတဲ့ပြစ်ခတ်မှုကြောင့်ဟန့်တားခံလိုက်ရပါတယ်။ဒီပြင်းထန်တဲ့တိုက်ပွဲကြမှာတော့ယူကရိန်းကိုကဲရဲမှုတွေဟာထိမ့်ချုပ်ထားတဲ့ခိတ္တအပြစ်ခဲရဲစဲမှုတွေကိုပြုလုပ်ခဲ့ပါတယ်။ဒါဟာတစ်ဖက်စလုံးကဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကိုဒဏ်ရာရသူတွေကိုတည်ထုတ်ဖို့နဲ့အခြေခံဆေးဝါးတွေဖလှယ်ဖို့အခွင့်အရေးပေးခဲ့တာပါ။မဟာဗျူဟာရပြောရရင်ပြုံရန်ရဲ့ထိုးစစ်ကြီးဟာပြိုလဲသွားခဲ့ပြီးသူတို့ရဲ့ဒုံးကြီး drone စစ်စင်ရေးအယူဆကိုတိုင်းတစ်ပါးမှာပေါ်ပြလိုက်သလိုပါပဲ။ဒါပေမဲ့မေကွန်တို့ခုကတော့ကြန့်ရှိနေခဲ့ပါတယ်။ ဒီရှုံးနိမ့်မှုဟာတို့ရဲ့အနာဂတ်ရည်မှန်းချက်တွေကိုအေးဆက်သွားစေမလားဒါမှမဟုတ်ပိုပြီးနှက်ဆိုင်တဲ့မြေအောက်လှုပ်ရှားမှုတွေစီကိုတွန်းပို့လိုက်မလားဆိုတာပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ